ငွေငွေတဲ့ငွေကိုဒုတိယဘုရားသခင်လို့တချို့ကဆိုကြတယ်အဲ့ဒီငွေဆိုတဲ့ဒုတိယဘုရားသခင်ကနှုတ်ခမ်းမပါပါမိမယ်စကားတော့တော်တော်ပြောတတ်တယ်တဲ့အဲ့ဒီငွေဆိုတာဟာအနတ်သာမရှိတာကဘာပေါ်မှာတော့လေသူကအမွေဆုံးတဲ့ငွေဆိုတာဆက်ကူဆိုပေမဲ့အချိန်ကလည်းအတော်စီးတယ်ဆိုပဲ ုံမှာပါပဲလူဘဝတွေရက်ဒီရှင်သန်မှုတွေအားလုံးမှာငွေနဲ့ပဲလဲလဲကြရတာဆိုတော့ငွေဟာလူတိုင်းရှာကြရတာပေါ့ငွေဟာဒုတိယဖရာသခင်ဖြစ်ရတော့တာပေါ့လူငယ်တယောက်ကလာမိတယ်ငွေရမယ်အလုပ်လေးတစ်ခုပြပေးစမ်းပါတဲ့ပြောလိုက်ပါတယ်အလုပ်တိုင်းမှာငွေရပါတယ်လို့အလုပ်ကဆင်းရဲပြီးငွေရနေတာတို့အလုပ်ကမဆင်းရဲပေမဲ့လည်း ငွေကအရနေတာတို့ဆိုတာမျိုးတွေကတော့အစုံရှိမှာပေါ့ဒါပေမဲ့အလုတ်တိုင်းမှာတော့ငွေကရပါတယ်နေတာများတာကတော့အခြားအကြောင်းတွေရှိလို့လို့ပြောလိုက်ပါတယ်အလုတ်ကငွေရတယ်ဆိုပေမဲ့တိထားရမှာတခုကသိပ္ပာသမန်ဒဏ္ဏတ္ထီတဲ့အတတ်ပညာပါပဲလောက်ရပြီးရတဲ့ငွေဟာ နေပါမှာပါပဲလူကိုခေါင်းကြိုက်လောက်ရတယ်ဆိုရင်တော့ ငွေကအရနေထပ်ပြီးတော့ပုံနောက်ကိုခရောင်းကြိုက်လုံးမှဝန်ငွေကကောင်းတတ်တာတကယ်တော့လူငယ်တွေကလှူအားကနေတဲ့အခါတစ်ဖက်အလုရှင်ကိုအပြစ်မြင်တတ်ကြတယ်လှူအားကနေတာအလုရှင်ကြောင့်လို့ပုံချတတ်ကြတယ်တကယ်တော့အဲ့လိုမမြင်စေချင်ပါဘူးအဲ့ဒါလို့ပုံပြီးတော့မချစေချင်ပါဘူးငါပညာမတတ်သေးလို့ဒါဖြစ်တယ်လို့သိမြင်စေချင်တယ်ကိုယ်သာပညာတွေတတ်ထားရင် သူများပေးတဲ့လှုပ်အားကနဲတဲ့အလုပ်ကိုဘာလို့လုပ်မှလဲအခြားအလုပ်လုပ်မှာပေါ့ဘယံလုပ်ငန်းတစ်ခုကိုနမူနာပြောကြည့်ခြင်းတယ်တန်လက်ကင်ပညာမတတ်သေးလို့ထုံးတယ်တဲတယ်ရေးတယ်နဲ့စည်စည်ငယ်ငယ်လှုပ်ရပြီးဝင်ငွေနဲနေတာပါတန်လက်ကင်တတ်တဲ့ပညာတက်လာရင် လူသက်တာလာပြီးတော့ငွေပိုးရလာမှာပေါ့တန်လက်ကင်ပြီးနေဦးထဲမှာလှုပ်ရပြီးဝင်ငွေနဲနေသေးတာပဲဆိုရင် ်အင်ဂျင်နီယာပညာမတတ်သေးလို့ပါအင်ဂျင်နီယာပညာဖြစ်တဲ့ပုံဆွဲ တွက်ချက်စီမံတတ်တဲ့အင်ဂျင်နီယာပညာတတ်ထားရင်တန်လက်မကင်နေဘူးမထွက်ဖဲအရေးထဲကနေဝင်ငွေတွေဝင်လာမှာပါဒါကြောင့်ငွေဆိုတာအလုတ်ကနေရတာဖြစ်ပေမဲ့ပညာမပါတဲ့အလုတ်ကရတဲ့ငွေဟာလဲနေပါတတ်တယ်လို့သိထားရဒါကြောင့်ဝေဝံကောင်းခြင်းပညာတတ်ထားဖို့လိုတယ် ထုံးတွေသဲတွေမှွေရပြီးဝန်ငွေနေတယ်ဆိုရင်မင်းတန်လက်ကင်တက်အောင်လုပ်ဖို့တန်လက်ကင်ပညာတက်ထားပါစီပေါ့တန်လက်ကင်နာလည်းပဲဝန်ငွေနေတယ်လို့ထင်ရင်မင်းအလုပ်သမားကောင်းဆောင်ဒါမှမဟုတ်အင်ဂျင်နီယာကန်ဒရိုက်တာစတဲ့ပညာတွေတက်အောင်မင်းသင်ယူဖို့ဒီလောက်ကငွေနေတယ်ဆိုရင်အဲ့ဒီအလုပ်မလုပ်ဘူးငါကိုယ်ပိုင်ဗာပညာတက်ထားတယ်အဲ့ဒီပညာနဲ့အလုပ်လုပ်မယ်လို့ကိုတတ်ထားတဲ့ပညာနဲ့လုပ်ပါ ို့မှာကိုပိုင်ပညာတွေတတ်ထားရင်ငွေရတာလွဲလာနိုင်ပါတယ်။စပရာလောက်ရတာပင်မှန်းပြီးငွေဝင်နေတယ်ထင်ရင် မင်းကားမောင်းတတ်တဲ့ဒရိုင်မာဖြစ်အောင်လုပ်ဖို့ဒရိုင်မာလောက်ရတာလဲဆင်းရဲပြီးဝင်ငွေနေတယ်လို့ထင်ရင်မင်းကားပိုင်ရှင်ဖြစ်အောင်ကြိုးစား။ဘာအလုပ်ဖြစ်ဖြစ်မင်းကြိုင်မှာလောက်ရဖို့ဆိုရင်မင်းပညာတွေတတ်ထားဖို့လိုတယ်လို့ပြောလိုက်တယ်။ကိုမကြိုက်ဖဲနဲ့စင်စင်ညင်ညင်နဲ့လှုပ်နေရတဲ့ဆိုရင် အလုတ်ရှင်ကိုအပြစ်မမြင်ပါနဲ့ငါ့မှာပညာမတတ်သေးလို့ဆိုတာသိမြင်ပါဒါတွေကတော့အခြေခံရဲ့ဝန်ငွေရရှိမှုကိုမြင်တဲ့အတိုင်းလေးပဲပြောကြည့်လိုက်တာပါနောက်ဆုံးသိစေချင်တာကတော့အလုတ်ကငွေရတယ်ဆိုပေမဲ့လည်းပညာလည်းမတတ်လုပ်ငန်းလည်းမကျွမ်းအတွေ့အကြုံလည်းမရှိသေးဘူးဆိုရင်တော့ငွေဟာနည်းနေမှာပါပဲပညာလည်းတတ်ထားအလုတ်ကိုလည်းကျွမ်းခြင်းအတွေ့အကြုံတွေလည်းရင့်ကျက်လာမှသာ ငွေတွေကများများရနိုင်မှာနွားနို့ဆိုတာနွားမကထွက်တာဆိုပေမဲ့လေနို့ရီများများရဖို့ဆိုရင်တော့ အစာကြွေးလည်းကောင်းမှ ထိန်ချောင်သူလည်းကောင်းမှ နို့ညစ်သူလည်းကောင်းမှနို့ရီများများရနိုင်တယ်လို့ပေါ့ဒီတိုင်းမှာပဲငွေဆိုတာကလည်းပဲအလုတ်လုံးမှရတာဆိုပေမဲ့ပညာလည်းတက်မှလုပ်ငန်းလည်းကျွမ်းကျင်းမှအတွေ့အကြုံလည်းရှိမှပိုးအဆင်ပြေနိုင်တယ်လို့ပြောကြရင်လည်းပဲညီကုန်းချုပ်ချင်ပါတယ် အားလုံးအားလုံးအရှင်ပြေအောင်မြင်သူများဖြစ်ကြပါစေ။